ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ19ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လိုက်အောင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးတင်တာကတော့မြေကျင်ခရင်ပကဖအချုပ်ခန်းကထွက်ပြေးသူကတနက်နေ့ပြန်လည်ပြစ်ခတ်လို့တော်လိုင်းတပ်ဖွဲ့တွေပြစ်ခတ်ဖမ်းဆီးရမှာတိတ်ဆုံးသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ် မြေကျန်ခရင်ပကဖအချုပ်ခန်းကနေထွက်ပြေးတဲ့အချုပ်သားရေကိုလိုက်လံဖမ်းဆီးစင်မှာတနက်နေ့ပြန်လည်ပြစ်ခတ်ခဲ့တဲ့အတွက်တုံပန်းတဦးကိုပြည်သူကာကွယ်တပ်ဖွဲ့တွေကပြစ်ခတ်ဖမ်းဆီးရမှာတေဆုံသွားခဲ့ပါတယ်။မြေကျန်ခရင်ပကဖရဲ့အချုပ်ခန်းကအချုပ်သား30ခန်းဟာအော်တိုဘားလ16ရက်နေ့မှာတနက်တွေယူပြီးထွက်ပြေးသွားတာပါ။အဲ့ဒီထွက်ပြေးတဲ့အချုပ်သားတွေကအမျိုးသား9ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း10ဦးကို AK တလက်အတူတလက်ကာပိုင်တလက် ဓာတ်ရှိတချောင်စတဲ့လက်နက်တွေနဲ့အတူပြန်လည်ဖမ်းမိထားတယ်လို့ဇီရိုပျောက်ကြားတပ်ဖွဲ့ကအော်တိုဘားလ18ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ထွက်ပြေးလွတ်မြောက်နေသူတွေကိုလိုက်လံဖမ်းဆီးစင်မှာရစ်တပ်ဖွဲ့ဝင်အချုပ်သားတအုပ်ကတနက်နေ့ပြန်လည်ပြစ်ခတ်လို့ပြစ်ခတ်ဖမ်းဆီးစင်မှာတိတ်ဆုံသွားတာလို့ဇီရိုပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကယမန်နေ့အော်တိုဘားလ18ရက်နေ့မှာအသိပေးထားပါတယ်။အချုပ်သားတွေဟာမြင်းကျန်ခရိုင်တဲကတိုက်ပွဲတွေနဲ့စကန်သိမ့်တိုက်ပွဲတွေမှာဖမ်းမိထားသူတွေဖြစ်ပါတယ်။အချုပ်သား30ခန့်က လက်နက်တွေယူဆောင်ထွက်ပြေးသွားကြောင်းကိုမြင်းကျန်လူလူလှုပ်ရှားမှုကော်မတီကထုတ်ပြန်ခဲ့ပြီးအသေးစိတ်တော့ထပ်မံမထုတ်ပြန်သေးပါဘူးဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေကြောင်းသိရှိရပြီးအသေးစိတ်အခြေအနေကိုတော့မြင်းကျန်ခင်ပကဖတာဝန်ရှိသူတွေထုတ်ပြန်အသိပေးလိမ့်မယ်လို့ကာကွယ်ရေးဘော်တအူးကပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့နေရီကန်စခန်းမှာပြင်းဝဂိတ်ကိုဆုတ်ခွာထွက်ပြေးတဲ့စစ်ကော်မရှင်တပ်ကိုအေးအေးလိုက်လံတိုက်ခိုက်နေကြောင်းတင်ဆက်ပေးပါမယ် မကွေးတိုင်းကဖေးမြို့နယ်နေရီကန်စခန်းမှာပြင်းဝဂိတ်ကိုစုတ်ခွာထွက်ပြေးတဲ့စစ်ကောင်မရှင်တက်ကောင်အေအေကလိုက်လံတက်ခတ်နေကြောင်းစီရီတရင်ရှိမြို့နယ်ဒေသခံများထံကနေသိရှိရပါတယ်။အန်ယူမဘက်ကတက်ရင်ပြင်းဝဂိတ်နဲ့လေးမိုင်ခန့်သာကွာဝေးတဲ့ဆက်စီတောင်ကြီးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်တက်ဘက်ကလေကြောင်းပစ်ကူများပါအတုံးပြုတ်နေကြောင်း၎င်းတို့ကဆိုပါတယ်။တိုက်ပွဲကငဖေးမြို့နယ်ကပြင်းဝစစ်စီဂိတ်အနားထိရောက်သွားပါပြီ။ဂိတ်နားလေရင်ကလည်းမနာတဲ့လာပြစ်နေပါတယ်။ အေအေဘက်ကတော့တရားဝင်ထုတ်ပြန်ကြေညာတာမရှိသေးပါဘူးအရင်ရက်တွေကနိုင်ငံတံပေါ်ကနေသူတို့စစ်အုပ်စုဆင်းသွားပြီးပြင်းဝအထိဆုတ်တယ်စစ်ကောင်စီကပြင်းဝခေမှလည်းထိုးစစ်ကိုအသေးအံလုတ်ဖို့ပြင်နေတယ်လို့စီးရီးသတင်းရှင်မြစ်ကဆိုပါတယ်စစ်ကော်မရှင်တပ်ဘက်ကပြင်းဝခေမှအင်အားစုဆောင်နေပြီးနိုင်ငံဘက်ကပြန်လဲထိုးစစ်ဆင်ရန်စီစဉ်နေတယ်လို့လဲခံမှန်းကြောင်းကို၎င်းကဆိုတာပါတယ်ဘာလို့လဲဆိုတော့နိုင်ငံအပြည့်အဝဆုံးရှုံးလိုက်ရရင်မကွေးတိုင်းကတိတ်မတည်ကြတော့ဘူး ဒီဘက်အေအေနဲ့ပူပေါင်းတက်ဘက်ကလည်းရှေ့ကိုတက်လို့ရရင်တက်ဖို့ကြိုးစားနေကြတယ်လို့၎င်းကဆိုပါတယ်။အာရကတက်တော့အေအေအနေနဲ့လည်းလက်ရှိမှာစစ်ကော်မရှင်နဲ့ရေကန်ဗျူဟာကုန်းမှာရှိတဲ့အနေငယ်သောလက်ကျန်နေရာအချို့ကိုထိုးစစ်ဆင်တက်ခိုက်လျက်ရှိနေပြီးတက်ဆုပ်ထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်သားများနဲ့နေရာအချို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းယမန်နေ့အော်တိုဘားလ19ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။စစ်ကော်မရှင်တက်ဘက်ကပြင်းဝစစ်ဆေးရေးဂိတ်မှာစစ်အင်အားအမြောက်အများနဲ့အခိုင်အမာခြေကုပ်ယူထားပြီး မင်းဘူးမျိုးပတ်မှာလဲစစ်ကူများကိုယခုရက်ပိုင်းမှာဇက်တိုက်ပို့ဆောင်နေကြောင်းငပင်းမြို့နယ်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။အရင်ရက်တွေကလည်းမင်းဘူးကနေပြင်းဝဘက်ကိုစစ်ကားအကြီးတွေနဲ့ခဏခဏပို့တာတွေ့တယ်။နေရီကန်ကနေမင်းဘူးဘက်နေတဲ့သူတွေလည်းနေရီကန်စီးပောက်သွားတော့နေနေလီစိုးရင်ထိလန့်နေကြတယ်။ငပဲကမြေပြန်လေငပဲကိုကြော်ရင်မင်းဘူးကိုစစ်ပွဲရောက်လာနိုင်လို့သတင်းအပေါ်စောင့်ကြည့်တာတွေရှိနေတယ်လို့၎င်းကဆိုပါတယ်။ စစ်ကော်မရှင်တပ်ဘက်ကလည်းအမ်ဘရန်လမ်းဘက်မှအင်အားများစက်တိုက်ဖြည့်တင်နေပြီးငဖင်းမြို့နယ်ပြင်းဝလမ်းစုံကိုလည်းစစ်ရင်တန်းစစ်တပ်စည်းနဲ့ပြီးခဲ့တဲ့အော်တိုဘားလ12ရက်နေ့ကအင်အားလာရောက်ဖြည့်တင်ကြောင်းပူကြီးစစ်ရုံးကမစ်စီမတ်ကိုပြီးခဲ့တဲ့ရက်ပိုင်းကဖြည့်ကြခဲ့ပါတယ်။နိုင်ရီကစကန်ဆုံရှုံလိုက်ရပါကစစ်ကော်မရှင်တပ်ဟာဗရမ်မအမ်မြို့ဘက်ကိုတိုက်စစ်မှာပြက်ပြက်သွားမိတာမကကပ္ပဆာ14ရက်ထုတ်လွှင့်မှုလုပ်ငန်းမှာရာနှုန်းပြည့်ရက်ဆိုင်သွားမှာဖြစ်ကြောင်းစစ်ရေးတုံးသက်သူတွေကပြောဆိုပါတယ်။ အမတ်ကိုတုံညာကအမြောက်စခန်းကုကဲမှုဌာနချုပ်မဆခနဲ့ကျင်တဲ့အမြောက်တက်နှစ်တက်မှာလဲအတိနာသွားနိုင်ကြောင်း၎င်းတို့ကတွက်ချက်ထားပါတယ်။အေအေအနေနဲ့အနောက်ပိုင်းတိုင်းစစ်တနာချုပ်နတ်ပခအပါအဝင်မြို့၅မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးရခိုင်ပြည်မှအဆက်မရှိတဲ့နေရဒေသ၃ခုမှာစစ်မျက်နှာဖွင့်၍ထိုးစစ်ဆင်တက်ခိုင်နေစေဖြစ်ပါတယ်။ဒါအပြင်ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင်တို့ကိုလည်းဆက်လက်သိမ်းပိုက်ရန်ကြိုးပမ်းနေပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ဘောလခဲစီကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ရှေ့ဆက်မတိုးနိုင်ပဲတန့်နေတယ်လို့ KAC ချုပ်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ Greeny ပြည်နယ်ဘောလခဲမြို့စီကိုစစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်တပ်ရှေ့ဆက်မတိုးနိုင်ပဲရပ်တန့်နေတယ်လို့ Greeny တပ်မတော် KAC ချုပ်ဘုံမူကြီးဖုံးနိုင်ကပြောဆိုပါတယ်။ဖရူဆိုမြို့နယ်ဘက်ကနေဘောလခဲမြို့နယ်ဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကနေထွက်ပြေးနေသူတွေများတယ်လို့လည်းဆိုပါတယ်။ဖရူဆိုမှာပဲတက်နေတယ် သူတို့ဘက်ကတက်ပြေးတွေများတယ်လေထက်တိုးဖို့လည်းတက်တီမရှိတော့ဘူးထင်တယ်မတိုးနိုင်တော့ဘူးဖရူဆိုမှာပဲကြံနေတယ်လို့ဖရူဆိုဘောလခေစစ်ကြောင်းနဲ့ပတ်သက်လို့ဗိုလ်မှူးကြီးဖုံးနိုင်ကရှင်းပြပါတယ်စစ်ကောင်စီတက်စစ်ကြောင်းကဖရူဆိုမြို့နယ်အမတ်ဆက်လေးတမ်းမြင့်စစ်လက်ကြီးကြောင်းအနည်းကမာခရော့ရှင်နဲ့လော့ဂျီကူကြီးရွာအနည်းတဝိုက်မှာပဲရှိသေးတယ်လို့လဲကရနီစစ်ဘက်တရေချင်းမြက်ကပြောပါတယ်ဒီမော့ဆိုဖရူဆိုလမ်းပိုက်တစ်ချက်မှာလဲစစ်ကောင်စီတက်ဆွဲထားလို့ တော်လိုင်းတက်တွေနဲ့တိုက်ပွဲနေစဉ်ဖြစ်ပွားနေပြီးဘောလခင်းမြို့နယ်ဘက်ကမျက်နှာမှုစစ်ကြောင်းထိုးနေပေမဲ့စစ်ကော်မရှင်တပ်ကမခရိုရှိကျေးရွာဘက်မှစီးလုရှားနေတယ်လို့အသိပေးပါတယ်။ဒါအပြင်ဒီမော့ဆိုမြို့နယ်ဘက်ကစစ်ကောင်စီတပ်စစ်ကြောင်းတွေအနေနဲ့လဲထိုးစစ်ထက်ကို drone လက်နက်ကြီးတွေနဲ့တာနေစဉ်ပစ်ခတ်မှုပြုလုပ်နေတယ်လို့မြေပြင်ရဲဘော်ချုပ်ကပြောပါတယ်။စီးရေးချင်းတွေကတိတ်တော်မထူသေးဘူး။စကမဘက်က drone နဲ့ကင်းထောက်ပြီးအနေနဲ့ဝန်းကျင်ရွာတွေကို လနကလက်နဲ့ကြီးတွေနဲ့တက်ခိုက်တာတော့ပုံမှန်ပါပဲလို့ဒီမော့ဆူမျိုးကရှေ့တန်းရေးပေါ်တူကပြောပါတယ်။အော်တိုဘာလ6ရက်နေ့ကပေါ်လက်ခဲမြို့နယ်ဝမ်မလန်ကြီးရွာအပေါ်တောင်ဘက်ကုန်းမှာစစ်ကောင်စီတပ်နဲ့တနအိကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကအထိနာခဲ့တယ်လို့ကရနီအမျိုးသားများကာကွယ်ရေးတပ် KNTF ကအော်တိုဘာလ13ရက်နေ့ကထုတ်ပြန်ထားပါတယ်။ကရနီပြည်နယ်အတွင်းနဲ့ပြည်နယ်တလျှောက်စီးရေးအခြေအနေအရလွိုက်ကော်ဒီမော့ဆူဖရူဆူပေါ်လက်ခဲနဲ့ရှန်ကရနီနေဆက်ဖေကုံမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့မလေးရှားမှာ2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားခဲ့တဲ့ဒေါ်တူဇာမွန်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိသွားပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်နဲ့အမှုဖွင့်ထားတယ်လို့သတင်းထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မလေးရှားမှာ2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားခဲ့တဲ့ ဒေါ်တူဇာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားကြောင်းယမန်နေ့မှာသတင်းထုတ်ပြန်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမှာနေထိုင်တဲ့ဒေါ်တူဇာမောင်ဟာ2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားခဲ့ပြီးစစ်တပ်ကဖမ်းဆီးသွားခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ကြောင်းအဲဒီနောက်နှစ်နှစ်ကျော်ကြာစစ်တပ်ကဒေါ်တူဇာမောင်ကိုပြည်တွင်းကိုတရားမဝင်ပြန်လည်ဝင်ရောက်လာစေမှာဖမ်းဆီးရရှိတယ်လို့စစ်တပ်ကသတင်းထုတ်ပြန်လာခြင်းဖြစ်ပါတယ်။စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်ထင်မှာ မလေးရှားနိုင်ငံကွာလာလပူမြို့မှာရောက်ရှိနေထိုင်တဲ့တော်သူစာမောင်ခေါ်ရရှိဒာဘင်တီအဗ်ဒူအဇာမလေးရှားနိုင်ငံမှာမြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီမြန်မာမွတ်စလင်ရီဖျူဂျီကော်မတီ MMRC ကိုဖွဲ့စည်းပြီးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကရင်းအဖွဲ့အစည်းမှရရှိတဲ့ငွေကြေးအကျိုးမြတ်များနဲ့ NUG ကိုငွေကြေးထောက်ပံ့ခြင်း NUG အဖွဲ့အတွက်ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့တဲ့အတွက်မြစ်သားမြို့နယ်မြစ်သားမြို့မှာရေစကတ်မှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှား 52ကကြီးနဲ့အမှုဖွင့်ပြီးမြစ်သားမြို့နယ်တရားရုံးကိုရင်းဥပဒေပုံမှန်52ကကြီးရဇဝတ်ကျင့်ထုံးဥပဒေပုံမှန်52နဲ့တရားဆွဲဆိုခဲ့ရမှာမြို့နယ်တရားရုံးကရဇဝတ်ထွေထွေအမှုအမှတ်ကိုမြင့်ဆောင်2023နဲ့လက်ခံစစ်ဆေးခဲ့ပြီး2023ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာဖန်ဝရထုတ်စင်ခဲ့ကြောင်းအဲ့ဒီနောက်သူစားမောင်၎င်းရဲ့ခင်ပွန်းစောတန်းတင်ဝင်းနဲ့တာသမီတူတို့ဟာမြန်မာနိုင်ငံအတွင်းတရားမဝင်ပြန်လည်ဝင်ရောက်လာစင်မှာဖန်စီရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ 2023ခုနှစ်ဇူလိုင်လအတွင်းကထုတ်ပြန်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ထုတ်ပြန်ချက်ထဲမှာတော့မြန်မာဒုက္ခသည်အရေးတက်ကြွလှုပ်ရှားသူဒေါ်သူစာမောင်နဲ့မိသားစုမှာပြန်ပေးဆွဲခံခဲ့ရကြောင်း CCTV မှတ်တမ်းများအရအမျိုးသားတစုကဖမ်းဆီးသွားခဲ့ကြောင်း2015ခုနှစ်ကတည်းကမလေးရှားနိုင်ငံကိုတင်းရှောင်ခဲ့တဲ့ဒေါ်သူစာမောင်တို့မိသားစုဝင်ငေါ့စလုံကိုမလေးရှားနိုင်ငံရောက်မြန်မာဒုက္ခသည်များဖြစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကအတိအမှတ်ပြုထားကြောင်းသတင်းထုတ်ပြန်ခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြမှာကတော့ဒေါ်ဆန်းစွတီကြောင့်ငင်းချင်းရေးနှောင့်နှီးကြန့်ကြာခဲ့ရတယ်လို့ဥအောင်မင်းကဝေဖန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဒေါ်ဆန်းစွတီကြောင့်ငင်းချင်းရေးမှာနှောင့်နှီးကြန့်ကြာခဲ့ရတယ်လို့စစ်အုပ်စုဝန်ကြီးဟောင်းငင်းချင်းရေးပွဲစားအောင်မင်းကပြစ်တင်ဝေဖန်ပြောကြားလိုက်ပါတယ်အော်တိုဘားလ18ရက်နေ့ညနေပိုင်းကနေပြည်တော် MICC 1 ကြောက်စိမ့်ခမ်းမမှာလုတ်တဲ့တနိုင်ငံလုံးပြစ်ခတ်တက်ခတ်မှုရစည်းသဘောတူစွာချုပ် NCA စနစ်ပြည့်နဲ့အလုံယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဝန်ကြီးဟောင်းအောင်မင်းကတောင်ဆန်းစုကြည်အကြောင်းထည့်ပြောသွားတာပါအာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုစစ်တပ်အရာရှိကြီးတွေရဲ့ရှေ့မှာပဲဝန်ကြီးဟောင်းအောင်မင်းကအမကြီးတောင်အောင်ဆန်းစုကြည်လို့တုံ့လုံပြောဆိုလိုက်ပါတယ်ဒါပေမဲ့အကောင်ပြောချီးမွမ်းတာမဟုတ်ပဲ NLD အစိုးရလက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှောင့်နှေးခဲ့ရတဲ့အကြောင်းကိုဝေဖန်ပြောဆိုလိုတဲ့သဘောမျိုးထည့်ပြောထားတာလည်းဖြစ်ပါတယ်။အမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ကောက်မှုကြောင့်ငြိမ်းချမ်းရေးမှာနှောင့်နှေးကြန့်ကြာခဲ့တာတွေတော့မပြောတော့ပါဘူးလို့ဥအောင်မင်းကဆိုခဲ့ပါတယ်။စေအိုစုဟာဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်မကြည်တဲ့အပြင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမွန်နှိစက်သူတွေကိုရာထူးကဖေရှားခဲ့တာတွေလည်းရှိခဲ့ပူပါတယ်။သမ္မတဦးသိန်းစိန်လက်ထက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်ကြံ့ခိုင်ရေးပါတီရဲ့ ပူရဲဥက္ကဋ္ဌလည်းဖြစ်တဲ့ဒရရွှေမန်း NLD အစိုးရလက်ထက်ပြည်ထရေးဝန်ကြီးဘူချုပ်ကျော်စွေတို့ဟာတိတာတဲ့နမူနာပုံကိုယ်တွေဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့သူရဥရွှေမန်းကိုကြက်ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်ကအတ္တမဖေရှားပစ်ခဲ့တယ်လို့ဘူချုပ်ကျော်စွေကိုလည်းဝန်ကြီးယာရုကအနာပေးပြီးမူလစစ်ဘက်တာဝန်တွေပြန်လည်ထမ်းဆောင်စေခဲ့တာပါ။စေအုပ်စုထဲမှာဒေါ်ဆန်းစုကြည်ကိုအမကြီးလို့ပြောဆိုသုံးလုံးဝတ်သူအင်မတန်နေပါပေမဲ့ အငိမ့်စားစစ်ဘိုလ်ချုပ်ကြီးတယောက်လည်းဖြစ်ဝန်ကြီးဟောင်းတယောက်လည်းဖြစ်တဲ့ဦးအောင်မင်းကတော့လက်ရှိစစ်ကောင်းဆောင်ရဲ့လူယုံတွေဖြစ်တဲ့ NSPNC ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရပြီးအတွင်ရင်မူဒုဗိုလ်ချုပ်ကြီးမင်းနိုင်တို့ရဲ့ရှေ့မှာတဲ့အမကြီးတောင်အောင်ဆန်းစုကြည်လို့တုံလုံးပြောဆိုသွားတာကိုတွေ့ရှိရပါတယ်။ဒါအပြင်သူ့အနေနဲ့ငင်းချင်ကြီးအကျိုးဆောင်ဘဝကနေအနားယူတော့မှဖြစ်ပြီးနောက်နောက်ငင်းချင်ကြီးပွဲတွေကိုမလာတော့ဘူးလို့လည်းပြောကြားသွားပါတယ်။ကျွန်တော်လည်းမလိုအပ်တော့ဘူး။နောက်ပွဲတွေကိုတော့ကျွန်တော်မလာတော့ပါဘူးလို့ မနေ့ကလုတ်ခဲ့တဲ့ NCA စနစ်ပြည်အလုံယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဦးအောင်မင်းကပြောကြားသွားပါတယ်ခင်ဗျာနောက်ထပ်တက်ဆက်ပေးခြင်းတကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မင်းနဲ့တီဘောမြို့တိုက်ပွဲတွေမှာအာနာသိန်းစစ်ကောင်စီတပ်ကိုရှမ်းလက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA ကကူညီပေးမှုလမ်းကြောင်းဖွင့်ပေးမှုရှိခဲ့တယ်လို့တအောင်တက်မတော် TNL ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကပြောကြားချက်မှာဆွဆွဲပြောဆိုမှုတော့ဖြစ်တယ်လို့ SSPP ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ အဲ့ဒီလိုဆွဆွဲတာဟာမဟုတ်မမှန်ဝါရတရင်ပြန့်လွှင့်မှုဖြစ်ပြီးကန့်ကွက်ရှုတ်ချကြောင်းနဲ့တိုက်ပွဲကြောင့်ဒေသခံလူထုထိခိုက်နစ်နာမှုတွေကိုတာဝန်ယူဖြစ်ရှင်းပေးဖို့ပေါ်ပြပါတယ်။ DNL ပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်ဟာ SSPP SSA အပေါ်ကိုလူထုနဲ့တော်လိုင်းအင်အားစုတွေအကြားထင်ရောက်ထင်မှားဖြစ်စေတဲ့အပြင် SSPP SSA နိုင်ငံရေးအရာထုနှက်လွှတ်မှုလူထုများအကြားစည်းရုံးရေးကြဆင်းစေလိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့ SSPP ကထုတ်ပြန်ခဲ့ပြီးအဲ့ဒီလိုနောက်မဖြစ်စေဖို့အတွက် ထိမ့်သိမ့်ကြမဖို့ PSLF TNL ဘက်ကတာဝန်ယူဖြေရှင်းပေးဖို့လိုအပ်တယ်လို့ဖော်ပြပါတယ်။နောက်ချူကြောင့်မဲ့တီဘော့တိုက်ပွဲတွေမှာ SSPP SSA စစ်ကောင်စီ TNL ဘေဘက်ကမှဝင်ရောက်ဆွတ်ဖက်တာမရှိဘူးလို့လည်းထုတ်ပြန်ထားပါတယ်။ဒါပြင် စစ်ဘေးထံခံရတဲ့စစ်ဘေးရှောင်ပြည်သူလူထုတွေကကြိုးစားကူညီတဲ့လူထုကိစ္စရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြောင်းစစ်ကောင်စီနဲ့ TNL ဟာ SSPP SSA ထိကျုံနေမြေအတွင်းတိုက်ပွဲတွေပေါ်ဆောင်ပြီး လူတို့အသက်အိုးအိမ်စီးစိမ်ပိုင်ဆိုင်မှုတွေကိုစိုးရွားစွာထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တာဖြစ်လို့အဲ့ဒီဆုံးရှုံးမှုအတွက်နှစ်ဖက်သောတပ်ဆိုင်သူအဖွဲ့တွေကတာဝန်တိတိတာဝန်ယူဖြေရှင်းပေးရမယ်လို့လည်းထုတ်ပြန်ခဲ့ပါတယ်။ SSPP ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး TNL ပြောရေးဆိုခွင့်ရှိသူလူရည်ဦးစီကိုဆက်သွယ်မေးမြန်းထားဆက်ဖြစ်ပြီးအဆက်အသွယ်တော့မရရှိသေးပါဘူး။ TNL ဟာ2023ခုနှစ်နှစ်ကုန်ပိုင်းတစ်တုံညာနှစ်ကုန်စစ်စင်ရေးမှာစစ်ကောင်စီတင်ပိုက်ထားတဲ့မြို့စနစ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီစစ်စင်ရေးမှ SSPP အနေနဲ့ပါဝင်ခဲ့တာမရှိပါဘူး။ဒါပေမဲ့ TNL နဲ့ SSPP ဟာအရင်ကမဟာမိတ်တွေဖြစ်တယ်လို့ရှမ်းမြောက်မှာနှစ်ဖွဲ့ပေါင်းပြီးရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေကိုအတူတကွတိုက်ခိုက်ခဲ့တာလည်းရှိခဲ့ပါတယ်။တစ်တုံညာနှစ်ကွန်စစ်စင်ရေးကာလမှာတော့တီဘောကြောင့်မဲနမ်ခန်းအပါအဝင်ရှမ်းမြောက်ဒေသအချို့မှာ SSPP နဲ့ TNL အကြားနေမည်ဆိုင်ရာနဲ့ပတ်သက်ပြီးပြဿနာအချို့ရှိခဲ့ပြီးတိုက်ပွဲချို့လည်းရှိခဲ့ပါတယ်။2025နှွေကာလမှာတော့ စစ်ကောင်စီက TNLL သိမ်းပိုက်ထားတဲ့မြို့တွေကိုထိုးစစ်ဆင်တဲ့စစ်စင်ရေးတွေပေါ်ဆောင်တဲ့အခါမှာနောင်ချိုကြောင်မဲတီဘောမြို့တွေကိုစစ်ကောင်စီကပြန်လည်ဝင်ရောက်နေရာယူနိုင်ခဲ့ပါတယ်။ကြောင်မဲတီဘောနေတွေမှာ SSPP တပ်တွေလည်းရှိနေပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိတဲ့အခြေအနေမှာ SSPP ကစစ်ကောင်စီကိုကူညီပေးတာသူတို့ထိန်းချုပ်နေမြေမှာဖျက်တမ်းသွာလာကွင်ပြူတာစတဲ့သတင်းတွေအရင်ကတည်းကရှိနေပြီး အခု TNL ပြောရေးဆိုခွင့်ရှိသူကမီဒီယာကတဆင့်ပြောဆိုမှုအပေါ်ကို ် SSPP ကပြန်လည်ရှင်းလင်းလာတာလည်းဖြစ်ပါတယ်။ဝါရင်တော်လိုင်းရေးတပ်ဖွဲ့ဖြစ်တဲ့ SSPP အနေနဲ့အနာသိန်းစစ်တပ်နဲ့တိတွေ့ဆက်ဆံမှုရှိတာစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့လောက်နေပါတဲ့အခြေအနေမှာဝေဖန်မှုကြုံနေရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ SSPP need to shunt the RCSS ကလည်းစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ်ကောင်စီနဲ့ထိတွေ့ဆွေးနွေးနေတဲ့အဖွဲ့လေးဖြစ်ပါတယ်။ရှမ်းမြောက်အရေးလေးလာသူတအူးကတော့စစ်ကောင်စီဟာအခုလောလောဆယ် TNL ကိုထိုးစစ်ဆင်နေတာဖြစ်ပေမဲ့ ရှမ်းမြောက်အခြေစိုက်တပ်တွေဖြစ်တဲ့ TNLA, SSPP, KIA, MNDAA တို့အကြားညီညွတ်မှုမရှိအတူတကွစစ်ရေးနိုင်ငံရေးပူးရဲဆောင်ရွက်မှုမရှိပါကနောက်ပိုင်းမှာစစ်ကောင်စီရဲ့စစ်ရေးဖိအားကိုတိုင်းရင်းသားအဖွဲ့အလုံးရင်ဆိုင်ကြရမှာဖြစ်တယ်လို့သုံးသပ်ပြောကြားထားပါတယ်။ SSPP နဲ့ TNLA ဟာဝတ်တဖွဲ့ UWSA ဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC အဖွဲ့ဝင်အဖွဲ့အစည်းတွေလည်းဖြစ်တာကြောင့် မဟာမိတ်အချင်းချင်းညီညွတ်ရေးတိစောက်ပြီးစစ်ကောင်စီကိုတိုက်ခိုက်တင်တယ်လို့ရှမ်းမြောက်အရေးလိလသူကသုံးသပ်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ငပူတော်မှာအုတ်ချုပ်ရေးအဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထံကိုရောင်းစားထားတဲ့လူငယ်တအူးရှေ့ရန်တိုက်ပွဲမှာတေဆုံသွားခဲ့ပေမဲ့လေမိသားစုထံကိုအတိမပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်အေယော်ရီတိုင်းငပူတော်မြို့နယ်မှာခြေရွာအုပ်စုအုတ်ချုပ်ရေးမှူး ထွန်းညုံနဲ့နေရင်းရဲလွေမှုဥရောကပေါ်တာဆွဲဖမ်းဆီးပြီးအကြံဖတ်စစ်တပ်ထံကိုရောင်းစားထားတဲ့ကြည်ရွန်နေပြည်သူနှုတ်တိုက်ပွဲမှာတေဆုံသွားခဲ့ပေမဲ့မိသားစုထံကိုအတိမပေးကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။လက်ရှိအချိန်မှာငပူတော်မြို့နယ်ငရင်ချောင်းကြည်ရွာအုပ်စုမှာရှိတဲ့ကရချောင်းရွာ၊ပြော့ကုံရွာ၊တောင်လေးရွာ၊ကြောက်ရည်တွင်ဒဇင်ခွင်တောင်ချောင်းရွာတို့မှအုပ်စုအုပ်ချုပ်ရေးမှူးထွန်းညုံဦးဆောင်၍၎င်းရဲ့နောက်လိုက်များဖြစ်ကြတဲ့ပြူစောတီချစ်သိန်းထွေအုပ်စည်းကောင်းထက်ဆန်ခေါ်မောင်ကောင် နေတဲ့ရဲ့လွေမှုဦးပြူစောတီဆိုင်လင်တော့မိသက်တပွဲဝင်ကြော်ဝင်းဒစင်ကွင်းရမှုချစ်တန်းတို့အားလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးအကြမ်းဖက်စစ်တပ်ထံကိုငွေကြက်သိမ်းချီဖြင့်ရောင်းဆနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီလို၎င်းတို့ပေါ်တာဆွဲဖမ်းဆီးပြီးအကြမ်းဖက်စစ်တပ်ထံကိုငွေကြက်သိမ်းချီဖြင့်ရောင်းဆထားတဲ့ငွေအကြောင်းကြီးရွာအုပ်စုမှကိုကျော်မင်းစိုးနဲ့ကိုအောင်ပိုင်စိုးတို့ဟာရှေ့တန်းတိုက်ပွဲမှာတေဆုံးခဲ့ပေမဲ့မိသားစုဝင်များကိုအတိပင်းအကြောင်းကြားခြင်းမရှိကြောင်းသိရှိရပါတယ်။ ဒါပြင်ငရင်ချောင်းကြီးရွာအုပ်စုမှာနေထိုင်တဲ့ကိုစင်မင်းထွန်းကိုဟန်ဝင်းအောင်ကိုအောင်ကိုလင်းနဲ့ကိုပိုင်ထွန်းတို့ကိုလည်းငပူတော်မြွနဲ့ထွေအုပ်စရိတ်ကောင်းထက်စံခေါ်မောင်ကောင်းအဆက်အသွယ်နဲ့အချက်ဖတ်စစ်တဲ့ထံမှာငွေကျပ်သိန်းချီရယူကရောင်းစားခဲ့ကြောင်းသိရှိရပါတယ်။အဲဒီကောင်တွေကအုပ်စုဖွဲ့ပြီးတော့ကိုတောင်းကြံနေတာကြီးရွာတွေထဲမှာလည်းစစ်မှုတန်းကြီးတွေအစမတန်ကောက်ကန်တယ်။လူငယ်တွေကိုလည်းပေါ်တာဆွဲဖမ်းဆီးပြီးအချက်ဖတ်စစ်တဲ့ကိုငွေကျပ်သိန်းချီနဲ့ရောင်းစားပြီး ငွေစုခွဲယူနေကြတာအခုနောက်ပိုင်းတော်တော်ဆိုးလာတာလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။အဆိုပါငရဲချောင်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးထွန်းညိုဟာတင့်မောင်းကိုရောင်းဝယ်မှုများအပါအဝင်လောင်းကစားလုပ်ငန်းများမှလည်းလောင်းစင်ငွေကျပ်သိမ်းရချီရရှိနေကြောင်းပြည်သူများကမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုတိုင်ကြပေးမယ်လဲငပူတော်မြို့နယ်ထွေအုပ်စရေးကောင်းထက်ဆန်ခေါ်မောင်ကောင်းကငွေကြီးရယူကလိုက်လံပြည့်ရှင်းပေးတဲ့အတွက်ကြောင့်အေးအေးယူခံရခြင်းမရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကားတော့မြန်မာစစ်အုပ်စုကပြည်သူများကိုငတ်မော့အောင်ထားရှိစေခြင်းဖြင့်အညံ့ခံစေတဲ့နီလန်းကိုအတုံးပြုတ်နေတဲ့အပေါ်နိုင်ငံတကာကလက်ပိုက်ကြည့်မနေတင်တော့ဘူးလို့တမ်းမကြီးဦးကျော်မထွန်းတရီပေးခဲ့ကြောင်တင်ဆက်ပေးပါမယ်မြန်မာအကြက်ဖတ်စစ်အုပ်စုကပြည်သူများကိုငတ်မော့အောင်ထားရှိစေခြင်းဖြင့်အညံ့ခံစေတဲ့နီလန်းကိုအတုံးပြုတ်နေတဲ့အပေါ်နိုင်ငံတကာကလက်ပိုက်ကြည့်မနေတင်ကြောင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တဲ့ကိုယ်စားလှယ်တမ်းမကြီးဦးကျော်မထွန်းကတရီပေးပြောဆိုလိုက်ပါတယ် ော်တိုဘာလ19ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရည်ကြီးမှုကော်မတီမှစာနာရေးကရရှိခွင့်နဲ့ဆက်လင်၍အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တဲ့ကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်အုပ်စုကနိုင်ငံတကာနဲ့ပြည်ရင်းပြည်ပအကူအညီများပေးအပ်တဲ့ထောက်ပံ့မှုတွေကိုတားမြစ်ပိတ်ဆို့ခြင်းလူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဟန်တာကတ်သက်ခြင်းနဲ့လေယာဉ်မြေများနဲ့စိုက်ပျိုးရေးသုံးပစ္စည်းကရိယာများအားလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးများနဲ့တိုက်ခိုက်မှုများဖြင့်ဖြစ်စည်းချင်းတို့ကိုလှုပ်ဆောင်ရရှိပါကြောင်းမြန်မာနိုင်ငံမှာစားနပ်ရိက္ခာရရှိခွင့်မှာစနစ်တကျပင်ညှင်းပယ်ခံရကြကြောင်းနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့စစ်အုပ်စုမှမြန်မာပြည်သူများအားငတ်မွတ်အောင်ထားရှိစေခြင်းဖြင့်အညံ့ခံစေတဲ့နီလန်အားအသုံးပြုနေတဲ့အပေါ်လက်ပိုက်ကြည့်မနေတင်ကြောင်းတမ်မကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောဆိုခဲ့ပါတယ် မြန်မာနိုင်ငံမှာပြည်သူများရဲ့အသက်အိုးအိမ်များအားကေတင်ရတဲ့ဒီမိုကရေစီပြန်လည်ထွန်းကားစေရေးအတွက်ယခုပင်အရေးယူဆောင်ရွက်ရန်တိုက်တွန်းကြောင်းမြန်မာနိုင်ငံမှာနေစဉ်ဖြစ်ယူဖြစ်စဉ်တပွဲလက်တွေ့မြင်တွေ့နေရတဲ့အခြေအနေဖြစ်ပြီးတရားမဝင်စစ်အာဏာသိမ်းမှုကစီးပွားရေးရန်ညံများအားလက်နက်တပွဲအသုံးပြုလျက်ငမမှုနဲ့စီးရင်မွေးတင်မှုတို့ကိုဖြစ်ပေါ်စေလျက်ရှိပါကြောင်း၂021ခုနှစ်ဖေဖော်ဝါရီလမတရားစစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲစုကြုံရလဒ်များမှာအလွန်ဆိုးရွားပြီးစာနယ်ဇင်းကရရှိခွင့်မှာ ပြိုလဲလျက်ရှိကြောင်းတန်အမတ်ကြီးကထောက်ပြခဲ့ပါတယ်။2025ခုနှစ်မှာခမ်းမန်းကြီးအဖြစ်လူဦးရေ15တသမ2တန်းခန့်ဟာအရေးပေါ်စားနပ်ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီး3တသမ5တန်းသောပြည်သူများအနေနဲ့ပြည်ရင်းမှာနေရစွန့်ခွာထွက်ပြေးတင်းရှောင်နေရကြောင်းတချိန်တည်းမှာပဲစစ်အုပ်စုအနေနဲ့၎င်းတို့ရဲ့အကျိုးစီးပွားကိုသာရှိရှုတဲ့ corporate အဖွဲ့အစည်းတစ်ခုဖြစ်လေပတ်နေပြီးနိုင်ငံတော်ရဲ့ဝင်ငွေများကိုလက်နက်ခဲများအတွက်လွှဲပြောင်းအသုံးချလျက်ရှိကြောင်းဒါအပြင်စစ်အုပ်စုက ခရိုနီအတိုင်းဝိုင်းများအားမဖြစ်မနေလိုအပ်တဲ့ကုန်စည်ပစ္စည်းဝင်ထွက်စီးဆင်းမှုများအားတင်းကျပ်ရန်နဲ့ကုန်ပစ္စည်းများရှားပါးမှုမှတဆင့်အမြင့်ထုတ်နိုင်ရန်ခွင့်ပြုပေးတာကြောင့်စူးရောတဲ့အခြေအနေအမျိုးမျိုးဆုဆောင်နေတဲ့အနေအထားမှာအမျိုးသမီးများကလေးသင်ငယ်များပြည်တွင်းနေရစွန့်ခွာထွက်ပြီးတင်းရှောင်နေရတဲ့အိမ်ဆောင်စုများရိုဟင်ဂျာဒုက္ခသည်များမြို့နေပြည်သူများအလုံးအနေနဲ့စားနပ်ရိက္ခာမပူလုံမှုအာဟာရမပြေဝမှုကျန်းမာရေးအရေးပေါ်အခြေအနေများနဲ့ ဝင်ငွေမလောင်ငါမှုတို့ကြောင့်ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုများနဲ့ချင်းချောက်မှုများကိုရင်ဆိုင်နေရကြောင်းတပ်အမတ်ကြီးကထောက်ပြခဲ့ပါတယ်။မြန်မာနိုင်ငံမှာစာနယ်ရိက္ခာရရှိခွင့်မှာစနစ်တကျပင်ညှင်းပယ်ခံထားရတဲ့အတွက်အဲ့ဒီလိုစစ်တပ်ရဲ့အမျက်ထုတ်မှုပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ရစ်ဆက်ကြမ်းကြုတ်မှုများအပြည့်တိုင်ခြုံငင်းရေးအတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းအဝိုင်းထံမှချက်ချင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ထိရောက်သောလှုပ်ဆောင်ချက်များကိုတောင်းဆိုကြောင်းမြန်မာနိုင်ငံမှာပြည်သူများရဲ့အသက်အိုးအိမ်များကေတင်ရန်နဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားစေရေးအတွက်အရေးယူဆောင်ရွက်ရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးကတိုက်တွန်းသွားခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့မြောက်မီးကဲကင်မိနေပြီဆိုတဲ့ဆရာလာစိုးဝေရဲ့စီးရီးသတင်းဆောင်ပါတပုတ်ကိုတင်ဆက်ပေးပါမယ် UWSA အနေနဲ့ဝါပြင်းနေလူချင်းရင်ခြေဦးအရရွေးကောက်ပွဲဝင်ပြီးလွတ်တော်တဲကတောင်းဆိုပါလို့စက္ခဘူကျုပ်ရာပြေကပြောကြောင်းတွေးမိပြန်ပါတယ်။အင်းပြောလေပြောခြင်းစရာဖြစ်နေတာကို UWS ကသူတို့ရွေးကောက်ပွဲကိုထောက်ခံပါတယ်လို့သာတရုတ်ကြီးလေးတန်းကိုနင်းပြီးပြောနေပေမဲ့တကယ်တမ်းကျတော့အခုသူတို့ရွေးကောက်ပွဲမှာပြည်ထောင်စုအဆင့်ဝါပါတီကမဝင်ပြိုင်ဘူးသူ့နေရာပဲသူဝင်ပြိုင်တယ်ဒီတော့တင်းပြီပေါ့အမှန်ဆိုထောက်ခံပါတယ်လို့ပြောရင်ပျော်နေရမယ့်အစားအခုနောက်ဆုံးတော့မထွေးနိုင်မအံ့နိုင်ပွင့်အံ့လာရတဲ့သဘောရှိတယ် UWS ကိုကြည်တော့လဲပြောတော့လဲပြောချင်စရာသူကလှေနဲ့နှစ်ဖက်နင်းပြီးအလေကနေကောက်စားနေတာ သူတို့ဟာ 3PHA ကိုကူညီထောက်ပံ့ပြီးစစ်တပ်ကိုတိုက်ခိုင်းတယ်။သူကတော့ဂျားတွေကမတိုက်ပဲနှမျိုးနယ်လောက်ကိုအချောင်းဝင်သိမ်းလိုက်တယ်။ပြီးတော့စစ်တပ်ကိုလည်းရံမမှုပဲခေါ်ရင်ထူးတယ်လာဆိုလာတယ်မေးရင်ပြောတယ်။တရုတ်ကိုလည်းမဆန့်ကျင်ဘူး။သူစစ်တပ်သူ့ဖွဲ့စည်းပုံသူ့ငွေကြီးစနစ်နဲ့သူ့ဖာတာဝါပြင်းတဲ့အစိုးရလိုကောင်းစင်တက်ပြီးနေတာစေစုနှစ်မကကြာလာခဲ့ပါပြီ။ဒါပေမဲ့သူကနိုင်ငံရေးအထာနဲ့ပါတယ်။နိုင်ငံရေးနားလေတယ်။ယခင်2010 2015 2020 election မှာ ဝါပါတီဝင်ပြိုင်ခဲ့ပြီးလွတ်တော်တွေဝင်နေဂျေဦးပြင်ဖို့လှုပ်ခဲ့တဲ့2015နဲ့2019မှာသူပြည်နယ်ရဖို့တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့စစ်တကပဲမပေးခဲ့ပဲအခုကြမှာတဖန် election ဝင်ပါပြည်နယ်လူချင်းရင်လွတ်တော်တွေကတောင်းပါဆိုလာပြန်တော့ဝါတို့ကအယူမဟုတ်ဘူးလေဝါတို့ဝင်ခဲ့ပြီးပြီလေအခါခါတောင်းခဲ့ပြီးပြီလေလို့သူတို့ကပြောမှတေးကြပါတယ်ဒီတော့သူတို့ကတေးကြပေါက်ပြန်ပြောကြပါလိမ့်မယ်နင်တို့မပေး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  ငါတို့မှပြည်နယ်တစ်ခုအတွက်လိုအပ်တဲ့အကျယ်ဝန်းလည်းရပြီမြို့နယ်နှစ်ခုထက်ရထားတဲ့ထိုက်သိမ့်တဲ့လူဦးရေလည်းရှိတယ်နေနေမေလည်းရှိတယ်ငါတို့စစ်တပ်နဲ့အချုပ်အခြာအာဏာလည်းရှိတာမို့ငါတို့ခွဲထွက်ရေးမတောင်းဆိုတာတောင်ကံကောင်းသေးတယ်လို့ပြောမှာပါဒီတော့မှစကမဥက္ကဋ္ဌကြီးထပြောနေတဲ့ခွဲထွက်ရေးတို့ဘာလို့ဆိုတော့ကိုသွားဆက်ဆက်မိပါတယ်အင်းအပွဲပွဲနှွေလာခဲ့သမျှ DNCA ပွဲကြမှာကွာ RCSS က USC ကလည်းထပ်ဖောက် UWSC ကလည်း election မဝင်ဟိုလူမလားဒီလူမတက်နဲ့ငါတို့ဘယ်လိုတောင်ဆက်လုပ်ရပါမလဲတွေပါရီဖြစ်နေကြပြီမြောက်မီးကဲကင်မိနေကြပြီထင်ပါရဲ့ကိုယ်လိုတွေးနေမိပါပါပဲ UWSC ကလက်ရှိမှာစစ်ကောင်စီနဲ့ဆက်ဆံရေးမပြတ်တလို့ NCA အခမ်းအနားတွေကိုလည်းတက်ရောက်လေ့လာသူအဖြစ်ပါဝင်နေတာကသူတို့ရဲ့နိုင်ငံရေးပတ်နှက်မှုကိုပြနေပါတယ်ဒါပေမဲ့သူတို့ရဲ့အဓိကအင်အားဖြစ်တဲ့တက်မတော်နဲ့နေမျိုးကိုအာမခံချက်မရှိဘဲစွန့်လွတ်ပြီးလွတ်တော်တဲ့ဝင်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြင်းအလွန်နေတဲ့ကိစ္စတခုပါ။ဒါကြောင့်ဝါပြည်နယ်ကိုလွှတ်တော်ကပြီးမှလာဆိုတဲ့မေကွန်းထက်ဝါတွေကရောဒီတမိုင်းရဲ့ထောင်ချောက်ဟောင်းလေးကိုဝင်ဖို့ဆုံးဖြတ်မှလာဆိုတဲ့မေကွန်းကပိုပြီးအတိတ်ပဲရှိနေမလားပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်း အကြံပန်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။